အားလုံးပဲမင်္ဂလာပါခင်ဗျာ HB Movie Break Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်စကားလေးကတော့အိန္ဒိယရုပ်ရှင်စက္ကန့်ကောင်းလေးဖြစ်တဲ့ Brain and Ninu ဆိုတဲ့2018ကထွက်ရှိခဲ့တဲ့စကားလေးပဲဖြစ်ပါတယ်ဒီစကားလေးမှာတော့လူငယ်တစ်ယောက်ကနိုင်ငံအကြီးကြီးနေရာမှာတာဝန်ထမ်းဆောင်ပြီးတော့နိုင်ငံကိုအကျိုးပြုထားတဲ့စကားလေးပဲဖြစ်ပါတယ်ဆက်လက်ရဲ့အဆက်မှာတော့ဖြောက်မဲ့မကန်နေ နိုင်ငံရေးသမားတူဦးဖြစ်သူရာဂဝါတရားဟာတိုင်းပြည်နယ်လူမျိုးအတွေ့ကြိုးစားလှုပ်ဆောင်နေချိန်မှာဒူရီလောသားလေးဘာရနဲ့စနေဖြစ်သူကိုဂယူဆိုင်မှုတွေမပေးနိုင်ခဲ့ပါဘူးရာဂဘာတိုင်းပြည်အတွက်ကြိုးစားနေချိန်မှာပဲတငငချင်းဖြစ်သူနနာကြီးဟာတို့နေ့ကပေါင်းပြီးတော့ပါတီထောင်ဖို့ပြောလာခဲ့ပါတယ်နိုင်ငံရေးသမားတူဦးဖြစ်တဲ့ရာဂဘာလည်းစနေဖြစ်သူနဲ့ပါတီထောင်ဖို့ကိုတိုင်ပင်ခဲ့ပါတယ်စနေဖြစ်သူကလည်းခင်မုန်းတဲ့ဆရာထက်တန်နေတယ် နိုင်ငံရေးပါတီကိုထောင်ဝင်ပြေးလိုက်ပါရယ်။ရေချင်မှာဖခင်ရဲ့ကျူးဆိုင်မှုကိုမရတဲ့ဘားရဲအတွေ့မိခင်ဖြစ်သူကပဲအဖေလိုတစ်မျိုးအမေလိုတစ်ပုံမြစ်တာတွေကိုဘေးဘေးတော့ကျူးဆိုင်ပြုစုစောက်ရှောက်ခဲ့ပါရယ်။ဒါလီတယောက်တည်းမွေးထားပြီးတော့အယမ်းချစ်တဲ့အမေဖြစ်သူကကလေးစကားနဲ့ပတ်သက်ရင်အမြဲတီးဖို့ဆုံးမပါရယ်။အလိုနဲ့ပဲတရရမှာအမေဖြစ်သူကသေဆုံးသွားပြီးတော့မိတဆိုးလေးဖြစ်သွားတဲ့တားဖြစ်သူဘားရဲကိုကျူးဆိုင်စောက်ရှောက်ဖို့ဖခင်ဖြစ်သူရဂါဘာပါတီကိုဖြတ်သွင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ဒါပေမဲ့ငငယ်ချင်းပြည်သူနန္ဒာကြီးကတော့ပါတီအပေါ်ပြည်သူတွေရဲ့မျောလင့်ချက်ကိုထက်စင်းစားဖို့ကို ပြောလိုက်ပါတယ်။အဲဒီခါမှာတော့ရာဂါပါလေးစဉ်းစားရခက်သွားပါတယ်။နောက်ပိုင်းမှာတော့ရာဂါပါဟာဘာရက်ကိုပြည်သူဆောက်ရှောက်ဖို့အိမ်အောင်ထပ်ပြလိုက်ပါတယ်။ဒါပေမဲ့လည်းရာဂါပါမျောလင့်ထားသလိုဖြစ်မလာခဲ့တဲ့အပြင်မဖြစ်သူဘာရက်ကမိတွေဖြစ်သူနဲ့ရင်းနှီးနှီးနေခဲ့ပေမဲ့လည်းမိတွေဖြစ်သူကအသိအမှတ်မပြုတ်တဲ့အပြင်မှာ အဖက်တော်မလုပ်ခဲ့ပါဘူးဒလုံးနဲ့ပဲလတွေကြားလာခဲ့ပြီးတော့မိတွေဖြစ်သူဟာရင်သွေးလေးရလာခဲ့တဲ့အချိန်မှာတော့ဘော်ရီကိုသူ့စိတ်ထဲမှာရှိတယ်လို့တော့ပထင်းခဲ့ပါဘူးဒီလိုနဲ့ပဲဘော်ရီတရားတငယ်ချင်းဖြစ်သူစူပါရဲ့အိမ်မှာပဲအချင်းကုန်းလေးရှိပြီးတော့ညဘက်ဒီမှာတော့အိမ်မပြန်ပြစ်ခဲ့ပါဘူးဒီလိုနဲ့တည့်ရက်မှာတော့တငယ်ချင်းဖြစ်သူစူပါရဲ့ဖခင်ဟာလန်ဒန်စီးရုံမှာတာဝန်ကျတာကြောင့်လန်ဒန်ကိုပြောင်းဖို့အကြောင်းဖန်လာခဲ့ပါတယ်သူတို့မိသားစုဟာဖခင်ရဲ့ဂယူဆိုင်မှုကိုမရတဲ့ ဘောင်းရက်ကိုလည်းသူတို့နဲ့တခါတည်းခေါ်သွားဖို့ရော်ကာပါစီမှာခွင့်တောင်းခဲ့ပါတယ်။ဖခင်ဖြစ်သူကတော့သားဖြစ်သူကိုမထည့်ပေးချင်ပေမဲ့လည်းနောက်မှမှပဲကအမျိုးတွေကပဲထည့်ပေးလိုက်ဖို့ဝိုင်းဝန်းပြောခဲ့တာကြောင့်ဘောင်းရက်တောင်လန်ဒန်ကိုပါသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဘောင်းရက်လည်းအရွယ်ရောက်လာတဲ့အခါမှာတော့ဖခင်ဖြစ်သူကဝင်းကြီးချုပ်ဖြစ်လာခဲ့ပြီးတော့နာရာကြီးကတော့ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။တချင်တည်းမှာပဲဘောင်းရက်ကလည်းဘွဲ့ငါးခုကိုယူထားခဲ့ပြီဖြစ်ပါတယ်။ဘောင်းရက်ဟာ လက်ထံမှာပဲအခြေချဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။တရရမှာသူအပြင်ကပြန်လာတဲ့အချိန်မှာတော့ဖခင်ဖြစ်သူရော့ကဘောက်တွေဆုံးသွားတဲ့တဲ့င်းကိုကြားလိုက်ရပါတယ်။ဘောက်ရက်တယောက်လေဖခင်ရဲ့သဘောနာအမိပြန်ဖို့လုပ်ခဲ့ရပါတယ်။ဒီလိုနဲ့ဘွားနဲ့ပြန်ရောက်လာတဲ့အချိန်မှာတော့ဖခင်ရဲ့နိုင်အခမ်းအနားကပြီးဆုံးသွားခဲ့ပါတယ်။ဖခင်ရဲ့သဘောနာကိုမမီလိုက်တဲ့ဘွားရက်ကိုတော့ပါတီဥက္ကဋ္ဌဖြစ်တဲ့နန္ဒာကြီးကနိုင်ငံတော်အကြီးအကဲဖြစ်တဲ့ဝင်ကြီးချင်းတယောက်ရဲ့နိုင်ဖြစ်တာကြောင့် အမြန်စီစဉ်လိုက်ရတာဖြစ်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။အဲ့နောက်မှာတော့ဘာရယ်ဟာအိယာထဲမှာလဲနေတဲ့ညီဖြစ်သူစစ်တားကိုတွေ့သွားခဲ့ပြီးတော့ဘာရယ်ကစတင်နှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့သူသိလိုက်တာကသူ့ရဲ့ညီကစိတ်တရားတစ်ခုနဲ့အိယာထဲမှာလဲပြီးတော့စကားမပြောတဲ့ဘဝကိုရောက်နေတာဖြစ်ပါတယ်။ဝင်းကြီးကျုံရာကဘာရဲ့နေရာမှာအစားထိုးဖို့တွင်ဝင်းကြီးကျုံအသည့်ရွေးချယ်မဲ့တဲ့တွင်ကလည်းပြန့်နှံ့လိုလာခဲ့ပါတယ်။တဲ့တွင်တွေမှာလည်းကြော်ညာနေသလိုပါတီအုပ်ခရာဖြစ်သူ နာနာကြီးကလည်းဝန်ကြီးချုပ်နေရာကိုစိတ်ဝင်စားတာကြောင့်ဝန်ကြီးချုပ်ရာဂဘိုင်မိမကပဲရွေးချယ်ခံရမလားဆိုတာကိုပြည်သူတွေကကြားမှာပြောနေကြပါတယ်။ဝန်ကြီးချုပ်ရာဂဘိုင်နားရေးအပြီးမှာတော့ပါတီဝင်လွတ်တော်ကိုယ်စားလှယ်တွေဟာသူတို့တွေကိုဝန်ကြီးချုပ်ခန့်အပ်ဖို့တိောက်တမျိုးနဲ့ပါတီဥက္ကဋ္ဌနာနာကြီးကိုဝိုင်းပြောနေကြပါတယ်။ဒါပေမဲ့လည်းနာနာကြီးကတော့ရာဂဘိုင်ရဲ့တားဖြစ်သူဘားရိုက်ကိုပဲဝန်ကြီးချုပ်ခန့်အပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဘားရိုက်ဟာ မြို့ထဲကိုကားမောင်းသွားတဲ့အချိန်မှာတော့အိန္ဒိယပြည်သူတွေဟာရင်စည်းကမ်းကိုမလိုက်နာကြဘဲနဲ့မောင်းကျင်တယ်လို့မောင်းကြော်တက်ကျင်တယ်လို့ကြော်တက်သွားလာနေတာကိုမြင်နေရပြီးတော့သူနေခဲ့တဲ့လန်ဒန်နဲ့တခြားစီဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူသွားနေတဲ့လမ်းပေါ်မှာစိုက်ကယ်ဖြတ်မောင်းတယ်လို့မိဘကိုလည်းဖြတ်ကျော်မောင်းနေနေပြီးတော့ကားလမ်းပေါ်မှာလည်းကားဟွန်းသားတွေကစူညံနေတာကိုတွေ့ရပြီးတော့စိတ်ပြက်သွားခဲ့ပါတယ်။တည့်ရမှာတော့ဘာရတ်တယောက်လန်ဒန်ကိုပြန်မှုလုပ်နေချိန်မှာနာနာကြီးရောက်လာပြီးတော့ ဖခင်နေရာကိုဆက်လက်တောင်းဝန်ထမ်းဆောင်ဖို့ပြောလိုက်ပါတယ်။ဘာဘရက်ကတော့နိုင်ငံရေးအတွေ့အကြုံမရှိတာကြောင့်ညှဉ်းဆန်ခဲ့ပါတယ်။ပါတီဥက္ကဋ္ဌဖြစ်တဲ့နန္ဒာကြီးကတော့ပါတီထဲမှာသဘောထားကွဲလွဲမှုတွေရှိနေတာကြောင့်ဖခင်ဖြစ်သူရဲ့ရည်ရွယ်ချက်တွေအကောင့်ထဲဖော်ဖို့အတွက်ဒါဖြစ်သူဘာရဲသာလှုပ်ဆောင်နိုင်မယ့်အကြောင်းကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့ပဲဘာရဲလည်းလက်ခံခဲ့လိုက်ပါတယ်။ဝင်းကြီးကျုံခမ်းမဲနစ်ကိုရောက်လာတဲ့အချိန်မှာတော့ပါတီဝင်အဖွဲ့လွတ်တော်ကုစလက်တွေကသူတို့ထက်ငယ်တဲ့ ပါရလို့လူငယ်တရားကိုဝင်းကြီးချုပ်နေရာပြီးခဲ့တာကြောင့်မကြင်မနှက်ဖြစ်ခဲ့ကြပါရင်ပါရကိုဝင်းကြီးချုပ်နေရာကိုပြီးရလက်တဲ့အချိန်မှာတော့တည်င်းမီရတွေမှာဝေဖန်ထောက်ပြရှုပ်ချမှုတွေလှုပ်လာကြပါရင်ဒီလိုနဲ့ပဲဝင်းကြီးချုပ်နေရာကိုခန့်အခါနဲ့ပါရတရားဝင်းကြီးချုပ်ရာတွေကိုစတင်ထမ်းဆောင်ရပါရင်တလုံးနဲ့ပဲတောင်းစတင်ထမ်းဆောင်ဖို့ဖောက်ခင်လက်ထက်တွေကယုံကြည်ရတဲ့လူယုံတော်တွေနဲ့အတူသူ့ရဲ့ကားရန်ကြီးထွက်သွားလာကြမှာတော့ဝင်းကြီးလမ်းကြောင်းရှိတာကြောင့် လမ်းမတွေကိုပိတ်ထားတာကိုမြင်တွေ့လိုက်ရတယ်။ပေါရီဟာသူ့ကြောင့်ပြည်သူတွေအခက်အခဲတွေ့ကြုံတာကိုမြင်လိုက်ရပြီးတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဝင်းကြီးချုပ်အနေနဲ့ဒီလိုနေရာမျိုးမှာအချင်းကိုမခံပဲနဲ့ပြည်သူတွေအတွက်အသုံးချမယ်ဆိုတဲ့စကားနဲ့ပဲသူဖြေသိမ့်လိုက်ရပါတယ်။ပေါရီဟာအစည်းအဝေးကိုရောက်တဲ့အခါမှာတော့သူတွေ့ခဲ့ရတဲ့ရင်ကျော်ပိတ်ပြီးတော့ရင်စည်းကမ်းမရှိ မောင်းခြင်းသလိုမောင်းနေရကိုကန့်တွေ့ဖို့အတွက်သက်ဆိုင်ရာဌာနကတာဝန်ရှိသူတွေကိုဆင့်ခေါ်လိုက်ပါတယ်။ဌာနဆိုင်ရာနဲ့ရောက်လာတဲ့အချိန်မှာတော့ ဘောင်းတွေကစစ်စစ်မင်းများလိုက်ပါတယ်။တစ်ဖက်ကဌာနဆိုင်ရာကလူတွေကလည်းလူဦးရေများတဲ့နိုင်ငံဖြစ်တာကြောင့်ထိရောက်စွာမကင်တွင်နိုင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲဒါကြောင့်ဘောင်းတွေကစင်ကန်ဖောက်တွေကိုဒန်ကြီးကိုမေးလိုက်တဲ့အခါမှာတော့ဒန်ကြီးကအရန်ကိုနေပါနေရကိုကြွလဲရပါတယ်။ဒီလိုနဲ့ပဲဘောင်းတွေကဒန်ကြီးကိုတွုံးပစ်ပြီးတော့တတ်မှတ်ပေးလိုက်ပါတယ်။လန်စီကန်ဖောက်ပြသူတွေဟာဘောင်းရဲ့တွုံးပစ်ထားတဲ့ဒန်ကြီးကိုဆောင်ကြတဲ့အချိန်မှာတော့ဝင်းကြီးရုပ်အသစ်ဖြစ်တဲ့ဘောင်းရဲကိုမကြည်မနှဖြစ်ကြပြန်ပါတယ်။ တောင်းနေမယ်ပြောဖို့ဆောင်နေတဲ့သတင်းထားတာတွေကလည်းဆင်းရဲတယ်ပြည်သူတွေစီကနေအစမတန်တန်ကြီးတွေကိုကောက်တဲ့အကြောင်းကိုသတင်းတွေမှာထုတ်လွှင့်ကြပြန်ပါတယ်အဲ့ဒီအချိန်မှာပါတီဥက္ကဋ္ဌဖြစ်တဲ့နနာကြီးရောက်လာခဲ့ပြီးတော့သူ့ကိုအသိမပေးရင်းနဲ့ဒဏ်ငွေတွေကိုတိုးမြင့်လိုက်တဲ့အကြောင်းကိုအပြစ်တင်ပြောဆိုလိုက်ပါတယ်ဝင်းရုပ်ပါရဲကတော့သူလုတ်တယ်လေလုတ်ရအပေါ်မှာဖြစ်လာမဲ့အကျိုးဆက်အတွေသူတူဦးတဲ့ခံယူမယ်လို့ပြောလိုက်ပါတယ်ကြောင်နဲ့ပဲပါရီတီအောင်နေ့စဉ်ရုံးတက်နေတဲ့လမ်းတစ်လျှောက်မှာ မြင်တွေ့နေရတဲ့ကောင်းမလေးတယောက်ကိုတတိထားမိသွားပါတယ်။ဘာလဲ။ဖြူစင်တဲ့အပြုံနဲ့ပုံနေတဲ့မျက်နှာပါရှင်ကောင်းမလေးကိုသဘောကျသွားခဲ့ပါတယ်။သူမရဲ့နာမည်ကတော့ဘာစုမာတီပဲဖြစ်ပါတယ်။နောက်တစ်နေ့မှာတော့ဘာစုမာတီတို့တငယ်ချင်းတွေဟာစုပြီးတော့စားပေါင်းနဲ့စကားပြောနေချိန်မှာဖုံးခွန်းတန်ကြားတာကြောင့်သူတို့တွေကတယောက်ကဖုံးကန်လိုက်ပါတယ်။ဖုံးဆက်သူကတော့ဝင်းကြီးချုပ်ပါရဲဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လေစားနောက်နေတဲ့ထင်ပြီးတော့ဖုံးကိုချလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဝန်ကြီးချုပ်တယောက်ဖုန်းခေါ်လို့ဆိုတာမဖြစ်နိုင်လို့ပါမကြခင်ပါပဲဖုန်းကထပ်မိလာခဲ့ကြပါတယ်အမန်တကယ်တော့ဘာရီဟာဘာဆူမာတီကိုစိတ်ဝင်စားလို့ခေါ်နေခြင်းဖြစ်ပါတယ်ဘာဆူမာတီတို့ငွေကြေးတစ်ဖက်လုံးကလည်းမယုံကြည်တာကြောင့်အတင်းဝင်ယုံကိုဖုန်းဆက်ခိုင်းပြီးတော့သူဆောင်နေမဲ့အကြောင်းကိုပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဘာဆူမာတီတို့ငွေကြေးတွေလည်းအတင်းဝင်ယုံကိုဖုန်းဆက်လိုက်တဲ့အချိန်မှာတော့ဖုန်းပြန်ပြောလာသူဝန်ကြီးချုပ်ဘာရီဖြစ်နေတာကိုသိလိုက်ရပြီးတော့အားလုံးကအံ့ဩနေကြပါတယ်တစ်ဖက်ကဘာရီကလည်း ဘာဆူမာတီကအရန်လာပြီးတော့အရန်ချောတဲ့မင်းကလေးဖြစ်တဲ့အကြောင်းပြောလိုက်ပြီးတော့အပြင်မှာတွေ့ဖို့ချိန်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဘာဆူမာတီတို့တငယ်ချင်းအဖွဲ့လဲဝင်းကြီးတို့ဘာရက်ချင်းဆိုတဲ့နေရာကို ရောက်လာကြပါတယ်။ဘာဆူမာတီတို့တငယ်ချင်းတို့လည်းရင်ခုန်စိတ်လှုပ်ရှားခဲ့ကြပါတယ်။အဲ့ဒီချိန်မှာတော့ဘာဆူမာတီကဘာရက်ရဲ့ပထမဦးဆုံးခြေလှမ်းဖြစ်တဲ့ရင်စီကန်တန်ကြီးတို့ဂျိုးမြင့်တဲ့အပေါ်မှာထောက်ခံကြောင်းပြောပြီးတော့လမ်းမဆက်တော်ရေးကောင်းမှုကိုဆက်လက်ပြီးတော့လှုပ်ဆောင်တဲ့ကြောင်းအကြံပြုခဲ့ပါတယ်။ဘာရက်က အဲ့ဒီကိစ္စအတွက်လည်းသူဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။နောက်တစ်နေ့ရောက်ပြီးတော့လွတ်တော်ထဲမှာအစည်းအဝေးထိုင်နေချိန်မှာတော့ပါတီအထက်ခံကောင်းဆောင် Sorry Party Rao ဆိုသူကဘော်ရီဟာနိုင်ငံရေးအတွေ့အကြုံမရှိခြင်းနဲ့ပြည်သူတွေအတွက်ရင်စည်းကမလိုက်နိုင်လို့တန်ကြီးတိုးမြင်ကောက်ခံကြရာမရှိစင်းသားပြည်သူတွေကိုအနိုင်ကျင့်ရာရောက်တယ်လို့ဝေဖန်သုံးသပ်လိုက်ပါတယ်။ဒီလိုသုံးသပ်ချက်ကိုအစိုးရပါတီတခုကလူတူကလည်းပုဂ္ဂိုလ်ရေးစကားတွေနဲ့ပြန်လည်ခြေပပြောဆိုခဲ့ပါတယ်။ ပါတီနေဖက်ဟာတိုင်းပြည်အတွက်အကျိုးမရှိတဲ့ပုံကိုရေးစကားတွေကိုပြောပြီးတော့လွတ်တော်အစည်းအဝေးထဲမှာစကားများရန်ဖြစ်နေကြဖြစ်ပါတယ်လွတ်တော်ဥက္ကဋ္ဌကြီးကဝင်ထိန်လိုက်တော့မှပြန်ငြိမ်ကြသွားပါတယ်လွတ်တော်ဥက္ကဋ္ဌကတော့အတိုက်ခံပါတီစာရီပါတီရာအိုကိုစကားကိုဆုံးအောင်ပြောဆိုစေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့စာရီပါတီရာအိုကဆက်ပြောပါတယ်ယုံကြည်နှောက်ကြနေလို့လူသွားလက်ပေါ်ကနေစိုက်ခဲ့ဖြန့်မောင်းမိတာကိုတန်ချင်းနဲ့စတောင်းလိုက်မယ်ဆိုရင်တော့အောက်ရှိဝန်ထမ်းအနေနဲ့ ရရှိတဲ့လက်စာနည်းနည်းလေးနဲ့တန်ကြီးကများနေတဲ့အခါမှာအနိုင်ကျင့်ရကြနေတယ်လို့အကြောင်းပြချက်ပေးပါရယ်။ဘာရက်ကတော့ပြည်သူတွေအနေနဲ့တန်ကြီးလဲပေးစရာမလိုတော့လို့လမ်းစည်းကမ်းကိုသာလိုက်နာကြဖို့မလိုက်နိုင်တော့လမ်းစည်းကမ်းဖောက်ပြက်မှုကနေဖြစ်လာမယ်။နောက်ဆက်တွဲတွေကတော့ရင်းတိုက်မှုကြောင့်သေဆုံးမှုတွေဇေယျစကားတွေဟာအစိုးရကချမှတ်ထားတဲ့တန်ကြီးတွေဆယ်ဆကုန်ကြနေကြောင်းတင်ပြလိုက်ပါရယ်။အခုလိုအစိုးရတရားဖြစ်လာဖို့ပြည်သူတွေတင်မြောက်ခေတာလမ်းကြောင်းမှတ်ကန်မှုတွေပြတ်သားပြီးတော့ ပြည်သူအကျိုးကိုဆောင်ရွက်ပြီးတော့ဖြစ်ပြီးတော့တန်ကြီးမြင့်ကျင်ကြီးဟာပြည်သူတွေဥပဒေကိုလေးစားလိုက်နာဖို့အတွက်ဖြစ်တယ်လို့ဘော်ရစ်ကရှင်းပြခဲ့ပါတယ်။အတက်ကန်ပါတီကောင်းဆောင်ဆရီယောဝတီရာအုကပြောစရာစကားမရှိအောင်ဘော်ရစ်ရဲ့ခြေပလိုက်တဲ့စကားတွေအောက်မှာငြိမ်သက်သွားခဲ့ရပါတယ်။ဘော်ရစ်ဟာဝင်းကြီးချုပ်ရဂဘာရဲ့ခြေရာကိုမိသလိုသူကိုယ်တိုင်လည်းကွင်းစင်းလှည့်လာပြီးတော့စောက်လို့ရဘိုင်းဆိုင်ရာအရေးသွေးမပြည့်မီခြင်းယုံတဲ့နောက်ကြခြင်းစတဲ့ပြဿနာတွေကိုစတင်ကင်တွယ်ဖြေရှင်းပါတော့တယ်။ ။ဒါလို့နဲ့ဝင်ကြီးချုပ်ဘာရီဟာအစိုးရပိုင်းအရာရှိတွေကိုအပြောင်းအလဲတွေစလုပ်ပါရီပြည်သူကိုပွင့်လင်းမြင်သာအောင်ချပြပါရီတရရမှာအတိုက်ခံပါတီဥက္ကဋ္ဌဖြစ်သူရဲ့သားဟာလက်ပေးလက်ယူလုပ်နေတဲ့အကြောင်းတတိယမီဒီယာတွေမှာတင်ပြလာခဲ့ပါရီဒီသတင်းကိုကြားတဲ့အခါမှာတော့ဝင်ကြီးချုပ်ဘာရီကိုတိုင်ဂိုင်းတွေ့ပြီးတော့ရဲမှုတူဦးကိုလည်းတေချာစုံစမ်းထောက်လှမ်းစီခဲ့ပါရီတဖက်ကတရင်းမီဒီယာကလည်းလက်ရှိအနိုင်ရအစိုးရအနေနဲ့အတိုက်ခံပါတီဥက္ကဋ္ဌဖြစ်သူရဲ့သားကိုမှပြစ်မှတ်ထားစုံစမ်းစီတာဟာ ပါတီတစ်ခုကြောင့်မလူလာအပ်တဲ့ပြဿနာတွေဖြစ်လာနေတယ်လို့ဆိုပါတယ်။အလို့တွေဖြစ်နေကြပါတော့ဝင်ကြီးတို့ဘာတွေဟာညီဖြစ်သူစစ်တာစီးရုံတင်လိုက်တဲ့တရင်ကိုကြားရပြီးတော့ဘာတွေလဲအမြန်စီးရုံကိုလိုက်သွားခဲ့ပါတယ်။ညီဖြစ်သူစီကိုရောက်တဲ့အခါမှာတော့တချင်ကနိုင်ငံတောင်းကိုထန်းဆောင်ခဲ့တဲ့ဖခင်ဖြစ်သူရက်ကဘာမိသားစုကိုဘာကြောင့်အချိန်မပေးနိုင်လဲဆိုတာကိုဘာတွေကဝင်ကြီးတို့တောင်းကိုထန်းဆောင်တဲ့အချိန်မှာသိလိုက်ရပြီးတော့ညီဖြစ်သူကိုလည်းဒီလိုဖခင်ရဲ့သားဖြစ်ရတာခုံုံကြပဲလို့ညီဖြစ်သူစစ်တာကိုပြောလိုက်ပါတယ်။ အချိန်တည်းမှာပဲဖာကင်ရဲ့တငယ်ချင်းဖြစ်သူပါတီဥက္ကဋ္ဌဒါနာကြီးရောက်ရှိလာခဲ့ပြီးတော့ဌာနဆိုင်ရာအရာရှိတွေကိုနေရာအရှိပြောင်းလောက်တာကိုရက်ဆိုင်ဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းဒါတွေကသူတေချာစဉ်းစားပြီးမှလုပ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။သူလုပ်တဲ့လုပ်ရက်ကိုလည်းပြန်ပြင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပါတီဥက္ကဋ္ဌဒါနာကြီးကတော့မကြည်မနာဖြစ်သွားခဲ့ပါတယ်။အလုံးနဲ့နောက်နေမှာတော့ပါရဲဟာအစည်းအဝေးတစ်ခုကိုပြုလုပ်နေချိန်မှာပညာရေးနဲ့ပတ်သက်တဲ့ပညာရေးဌာနတွေကိုတနည်းနဲ့တနည်းကြောင်းသားအရေးတွေမတိုးလာပဲနေ။ ကြာဆင်းနေရတဲ့အကြောင်းရင်းကိုမေးလိုက်ပါတယ်။လွတ်တော်ကိုယ်စားလှယ်တယောက်ကလည်းအဲ့လိုအကြောင်းမျိုးတွေပိတ်လိုက်တာဟာပိုကောင်းပြီးတော့နှစ်စဉ်နိုင်ငံဘတ်ဂျက်လည်းအများကြီးတက်တာသွားတယ်လို့ပြောလိုက်ပါတယ်။အစိုးရအကြောင်းတွေမှာအင်္ဂလိပ်စာမတင်တဲ့လို့ဖိစီတင်ပြမှုလည်းမရှိဘူးလို့ပြောလိုက်ပါတယ်။အားနည်းပဲဝန်ကြီးချုပ်ပါရီကအစိုးရအကြောင်းတွေမှာအင်္ဂလိပ်စာဘာသာရပ်ကိုသင်ကြားပြီးတော့ကျက်မှတ်ဖို့ကိုလည်းပြောလိုက်ပါတယ်။ပြီးရနောက်မှာတော့ပုဂ္ဂလိကပညာရေးအကြောင်းတွေကိုလည်းတေချာစစ်ဆေးရမယ်လို့လည်း ဘားရီကပြောလိုက်ပါတယ်။ပုဂ္ဂလိကပညာရေးကျောင်းတွေကတော့အစိုးရဝန်ကြီးတွေပိုင်တဲ့ကျောင်းတွေဖြစ်ပါတယ်။ကျောင်းတည့်ရဲ့ဈေးကလည်းအစပေါင်းများစွာသောဈေးနှုန်းတွေသတ်မှတ်ထားကြတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဘားရီကလည်းပညာရေးနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။စုံစမ်းရေးအဖွဲ့မှာတော့ဘားရီကိုယ်တိုင်ဦးဆောင်ပြီးတော့စုံစမ်းပါတယ်။အလို့နဲ့ပဲဘားရီရဲ့ဦးဆောင်မှုနဲ့ကိုပိုင်ကျောင်းတွေဟာပညာသင်ဆေးတွေရော့ကြတာတလို့အယူသေးမမီတဲ့ကျောင်းတွေကိုလည်းချိတ်ပိတ်လိုက်ရပါတယ်။ ဗာရဲလိုရက်ကိုပြည်သူတွေကလည်းသဘောကျတယ်လို့မပြည့်စုံတဲ့မိဘတွေကပါကြောင်းထားနိုင်ခဲ့ပါတယ်။ဒီတင်းကိုကြားရင်ဘာစုမာတီကတော့လက်ခံထောက်ခံခဲ့ပါတယ်။ဝင်းကြီးချုပ်အစ်တီဗာရဲရဲ့လောက်ရအပေါ်မှာပြည်သူတွေကလည်းအကောင်းမြင်လာကြပါတယ်။ဘာစုမာတီကဖခင်ဖြစ်သူကိုအခုကိစ္စနဲ့ပတ်သက်ပြီးတော့ပြောပြလိုက်တဲ့အခါမှာတော့ဖခင်ဖြစ်သူကအခုလောက်ရတွေဟာအပေါ်ယံကောင်းချင်းသာဖြစ်ပြီးတော့နိုင်ငံရေးသမားတွေကအများဆုံးကတော့မယူသားကြဘူးလို့ပြောခဲ့ပါတယ်။ပြည်သူအခြေပြု သုတေသနအဖွဲ့အစည်းမှာပါဆိုမှသည်လေပါလာခဲ့တာကြောင့်ဘော်ရဲနဲ့ပို့ပြီးတော့နှီးစာလာခဲ့ပါတယ်။အလိုနဲ့ပဲတာမမင်းကလေးတယောက်ကိုဝင်ကြီးချုပ်ဖြစ်တဲ့ဘော်ရဲကတော့ပုံစံအမျိုးမျိုးနဲ့ချင်းကခဲ့ပြီးတော့တငယ်ချင်းတွေကိုပါအိမ်ခေါ်ပြီးတော့မိတ်ဆွေစားဝေးတွေလုပ်ခဲ့ပါတယ်။အရင်ကစိတ်မဝင်စားခဲ့တဲ့ဘာဆူမာတီတယောက်ရေခုံချင်းတလုံးဖြစ်လာခဲ့ပါတယ်။ဘော်ရဲနဲ့ဘာဆူမာတီတို့အဆင်ပြေနေချိန်မှာတော့နန္ဒာကြီးကအထိုက်ကန်ပါတီကောင်းဆောင်ရဲ့သားဖြစ်သူရဲ့အမှုကိုလက်နေတဲ့ရဲမှုကိုစိုက်မလိုက်ဖို့အကြောင်းကိုတတိပီပြောဆိုခဲ့ပါတယ်။ ထမပိုင်းမှာတော့ရဲမှုကလက်မခံခဲ့ပေမဲ့လေသူ့ရဲ့မိသားစုကိုပါတိခိုက်လန်နာကြောင်းရဲမှုလည်းလက်လျှော့ပေးခဲ့လိုက်ရပါတယ်။ရဇဝုအမျိုးသားကိုလှုပ်ထားတဲ့အတိုက်ခံပါတီခေါင်းဆောင်ရင်သားဖြစ်သူကတော့အမှုကနေဂွေလုံးကျိုးလွတ်သွားခဲ့ပါတယ်။အလုံးနဲ့ပဲပြည်သူတွေကလက်ရှိအစိုးရကိုပြောဆိုတာတွေကိုလှုပ်လာကြပါတယ်။လက်ရှိအစိုးရဟာအတိုက်ခံပါတီနဲ့ပလင်းတူဘူးစုဖြစ်ပြီးတော့နိုင်ငံရေးကိုလှုပ်ရှားနေကြတယ်လို့ပြောဆိုလာကြပါတယ်။တက်ကြမှာတော့နန္ဒာကြီးရဲ့မိတ်ဆွေစာဝဲကိုဘာရီဟာသွားခဲ့ပါတယ်။ သူတွေ့လိုက်ရတာကနိုင်ငံရေးကိုခုတုံးလှုပ်တတ်ကြတဲ့သူတွေဖြစ်ဖြစ်ခဲ့ပါတယ်။အေးလူတွေကတော့သူတို့နဲ့ပူပေါင်းဖို့ပြောတာဖြစ်ပြီးတော့ပါရီကလက်ပခံပဲနဲ့သူဟာဝန်ကြီးချုပ်ဆက်လုပ်တဲ့အချိန်ကစပြီးတော့နိုင်ငံနဲ့ပြည်သူအကျိုးကိုသာလုပ်ဖို့ကြံသစ္စာဆိုထားတယ်လို့ပြောလိုက်ပါတယ်။ဘော်ရီရဲ့စကားတွေကိုဟားတက်ရေပြီးတော့ထလာသူကတော့ရာဇဝတ်အမှုပေါင်းစုံနဲ့မကြသိကကမှလွတ်လာတဲ့အတိုက်ခံပါတီခေါင်းဆောင်ရဲ့တာပြဲဖြစ်ပါတယ်။သူလမ်းကြောင်းပေါ်မှာ လာရှုပ်တဲ့သူတွေကိုတပ်ပြစ်တယ်လို့ ရာဇဝတ်မှုတွေကိုအများကြီးကျူးလွန်ပြီးတော့အရာရှိတွေကိုငွေထိုးလိုက်ရင်ပြီးသွားပြီလို့ပြောလိုက်ပါတယ်။ကျန်းသစ္စာတွေလည်းအကျန်းမဝင်တဲ့အကြောင်းကိုထပ်ပြောလိုက်ပြန်ပါတယ်။နနာကြီးကဝင်ထိန်နေပေမဲ့လည်းဘာရီရဲ့စကားတွေကို သိပြီးတော့မခံနိုင်နဲ့။မရီယာကပခုံးကိုမထီမမြင်ရိုက်ချလိုက်ပါတယ်။ဘာရီလည်းစပွဲပေါ်ကိုကင်ပေါက်လိုက်တဲ့အခါမှာတော့အားလုံးကအံ့ဩသွားခဲ့ရပါတယ်။ဒီလိုနဲ့တည့်ရမှာတော့သူရုံးကန်းကိုလူတစုကရောက်လာခဲ့ပါတယ်။အဲ့လူတွေကတော့ရာချာကိုဒိန်းရာ လာစီမားမြို့ကနေလာကြတဲ့သူတွေဖြစ်ကြပြီးတော့ဦးဆောင်သူကတော့ရာမနာဖြစ်ပါတယ်။သူတို့မြို့နယ်ရဲ့ကိုယ်စားလှယ်ဖြစ်သူတာမူဟာပြည်သူအကျိုးပြုလုပ်ငန်းတွေကိုမလုပ်တဲ့အပြင်မှာရမငွေတွေကိုလည်းလိန်ညာစားပြီးတော့ထိုအကြောင်းတွေကိုနိုင်ငံတော်အကြီးအကဲတွေစီကိုတိုင်ကြားဖို့လုပ်ခဲ့ပေမဲ့လေတိုင်ကြားသူတွေဟာအသက်ခံရပြီးတော့လက်ဆဖြောက်ခံရတဲ့အကြောင်းကိုတင်ပြခဲ့ပါတယ်။မကြခင်မှာရွေးကောက်ဝယ်ကလည်းရှိနေတာကြောင့်အဲ့ဒီရွေးကောက်ဝယ်ပါလေသူ့သားဖြစ်သူကဝင်ရောက်အရွေးခံမှာဖြစ်တဲ့အတွက် သူတို့မိသားစုဆက်လက်ရရှိသွားမယ်ဆိုရင်သူတို့မျိုးလေရာဒီတက်မကဆူရွားနေတယ်လို့ပြောလာခဲ့ပါတယ်။အားကြောင့်ပဲဝန်ကြီးချုပ်ဘာရီကအခုလားတိုင်ကြသူရမရာကိုအဲ့ဒီမြို့နယ်လေးရဲ့ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြန်ပြုတ်ပလိုက်ပါတယ်။ကိုယ်စားလှယ်လောင်းဝင်ပြန်ရမှာလေရမရာဘက်ကနေထောက်ခံပေးမယ်အကြောင်းကိုလည်းပြောလိုက်ပါတယ်။ဒီလိုနဲ့နောက်နေ့တွေမှာတော့ရမရာကိုဝင်ကြီးချုပ်ကိုယ်တိုင်ကထောက်ခံမယ်တည်င်းကပြည့်နှံ့သွားပါတယ်။တည်င်းဌာနတွေကတော့လက်ရှိအာဏာရပါတီကြီးရဲ့ကိုယ်စားလှယ်နဲ့ဝင်ရောက်ရှင်ပြန်မယ် ရမရာကိုဝန်ကြီးချုပ်ကိုတိုင်ထောက်ခံအားပေးနေတာကိုသိရတဲ့အခါမှာတော့ဝန်ကြီးချုပ်ပါတီနဲ့ဂျာမာကွာဟမှုတွေရှိနေပြီလို့ထုတ်လွှင့်နေကြပါတယ်။ဒါမူကြားတဲ့အခါမှာတော့ပါတီကောင်းဆောင်နန္ဒာကြီးစီကိုရောက်လာခဲ့ကြပြီးတော့ဒီကိစ္စတွေဘားရီကိုဟန်တားပေးဖို့လာရောက်တောင်းဆိုခဲ့ပါတယ်။ဘားရီဟာပြောပြီးမပြေတတ်တာကြောင့်ပြောမြန်မှန်သိနေတဲ့နန္ဒာကြီးကဒါမူလို့ကိုမကောင်းတဲ့အကြံစိုးတစ်ခုပေးခဲ့ပါတယ်။ဒီလိုနဲ့ဒါမူကရမနာရဲ့အဖွဲ့ကိုစတင်တိုက်ခိုက်ပါတယ်။ရမနာရဲ့အဖွဲ့နဲ့လည်း အတော်များများတန်ရာရပြီးတော့အဖွဲတဲကနေနှုတ်ထွက်သွားခဲ့ပါတယ်။ရွာသားတွေကလည်းရမလာကိုနှုတ်ထွက်ဖို့အတွက်တိုက်တွန်းခဲ့ပေမဲ့လည်းရမလာကတော့ရကြိုးရကြိုးအတွက်အစွမ်းကုန်ကြိုးစားပြီးတော့အသက်ဆွတ်မယ်လို့ဆုံးဖြတ်ထားတယ်လို့ပြောလိုက်ပါတယ်။ဒီသတင်းကိုဘာရက်ကကြားတဲ့အခါမှာတော့ရမလာအတွက်သူရဲ့လူယုံတော်တက်တော်သောကို24နာရီပတ်လို့တိတ်တဆိတ်အဆောင်တက်တွေကိုချက်ခိုင်းလိုက်ပါတယ်။ဘာရက်အဆောင်တွေကိုချထားပြီးတဲ့နောက်မှာတော့ရမနာကိုလောက်ကြမှုလာတဲ့လူကိုအဆောင်တွေကချင်းမုံပြစ်လိုက်ပါတယ်။ ဘလို့မှကြံရမရတဲ့အခါမှာတော့တမိုဟာသူ့ရဲ့အမက်နီယာမှာရှင်ပြိုင်မယ်ရာမနာကိုရေမှုတရားကိုချင်းချောက်ပြီးတော့သူ့စီကိုဖမ်းခေါက်ခိုင်းလိုက်ပါတယ်ရာမနာရောက်လာတဲ့အခါမှာတော့ကောင်းမနေရဲ့ရာမနာကိုအခုအချိန်ကစပြီးအားကိုးရမယ့်သူမရှိတော့ဘူးလို့ပြောလိုက်ပါတယ်ရာမနာကလည်းတမိုရင်ပိုင်းနဲ့ထဲကိုရောက်လာခဲ့ပြီမယ်ကြောက်လန့်မှုမရှိတဲ့အပြင်မှာဆူရှတဲ့မျက်လုံးအုံနဲ့စိုက်ကြည့်နေလိုက်ပါတယ်ရာမနာရဲ့အကြီးကိုတမိုကအံ့ဩနေခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့နောက်ွယ်ကနေဘောင်းရက်ကထွက်ပေါ်လာခဲ့ပါတယ် ဒီလိုမျိုးတွေသာဆက်လုပ်နေမယ်ဆိုရင် ကောက်ချစ်တဲ့ဒါမိုတွေစက်သင်းလက်မှာမဟုတ်ဘူးလို့ပြောပြီးတော့ပြန်လန်သွားချိန်မှာတော့ဒါမိုကလမ်းပြောလိုက်ပါတယ်အခုလိုအသက်ရှင်ရနေသူ့ရဲ့ပိုင်နဲ့တဲကထွက်သွားနေတာဟာလက်ရှိ ဝင်ကြီးရလူကြောင့်လို့ချင်းချောင်ပြောဆိုလိုက်ပါတယ်ဘာရယ်ပြန်လှည့်လာပြီးတော့သူ့ရဲ့တက်တော်ကြောင့်တွေကို10မိနစ်အတွင်းဘာအကာခွဲမှမလုပ်ပြီးဘူးနေခိုင်းလိုက်ပြီးတော့ဒါမိုရဲ့တပြည့်လူမြတ်တွေနဲ့တိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်ဘာရယ်ကိုအထင်သေးစကားပြောလိုက်တဲ့ဒါမိုကလည်းတပြည့်လူမြတ်တွေနဲ့အကွဲအပြဲအလဲတွေ လက်ပြုပြီးတဲ့နောက်မှာတော့ကြောက်လန့်သွားခဲ့ပြီးတော့ရွေးကောက်ပွဲတွေဝင်ရောက်မနှောက်ရှက်တော့ဘူးဆိုတဲ့သဘောတူညီချက်ကိုပြီးလိုက်ပါတယ်။ကျွန်တော်လည်းပဲဝင်ကြီးချုပ်ပါရီဟာလေကြောင်အခက်ခဲကြောင်မပြန်ပြည့်ပဲနဲ့ရေဒီတာမှာညအိတ်လိုက်ရပါတယ်။ဝင်ကြီးချုပ်အတွင်ကြိုတင်ပြင်ဆင်မှုတွေမလုပ်ပေးထားလို့စာတင်ကြောင်မှာအိတ်ခဲရပါတယ်။ရွာသားတွေကလည်းဝင်ကြီးချုပ်ကိုယ်တိုင်ဒါမှမဟုတ်လာရောက်နေနေပဲလို့ကျေးဇူးတင်တဲ့အကြောင်းကိုလာရောက်တွေ့ဆုံပြောဆိုခဲ့ကြပါတယ်။တရင်းမီဒီယာတခုမှထုတ်လွှင့်နေတာကိုပါဆူမာတီရဲ့ဖခင်ကကြည့်ပြီးတော့ သဘောကျနေခဲ့ပါတယ်။သမီးဖြစ်သူဘာဆူမသည်လည်းဖခင်ဖြစ်သူကဘာရဲအပေါ်မှာအမြင်ကြီးလာလို့ဝမ်းသာနေရပါတယ်။နန္ဒာကြီးကလည်းသူထင်းချုံလို့မရတော့တဲ့ဘာရဲကိုဘယ်မှာလုတ်ကြရမလဲဆိုတာကိုစိုးရိမ်နေရပါတယ်။ဘာရဲကလည်းပြည်သူတွေရဲ့ယဉ်ပွင့်စံတွေကိုကြားဖို့တရက်မနာခရီးတွေထွက်နေခဲ့ပါတယ်။ရွာတရာကိုရောက်တဲ့အခါမှာတော့ရွာသားတွေကသူတို့ရွာကိုတောင်းဝန်ကြနေတဲ့ဆရာဝန်ကအရေးကြီးတဲ့ညမတွေမှာလူနာတွေကိုမကုသပေးပဲနဲ့ တခြားနေရာကိုရောက်နေတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ပါဘရက်ကလည်းဆီယောင်ကိုစင့်ခွန်စေးလိုက်ပြီးတော့အဲဒီဒေတာကဆီယောင်ဝင်တဲ့အတူတာဝန်ရှိတဲ့အစိုးရဘိုင်းတွေကိုပါယာတို့ကနေဆိုင်းငံ့ပစ်လိုက်ပါတယ်။ဒီလိုနဲ့ပါရက်ဟာတနိုင်ငံလုံးကိုကွင်းဆင်းလှစ်လာပြီးတော့ပြည်သူတွေရဲ့အခက်အခဲရင်ဖွင့်တဲ့အားလုံးကိုပြန်လည်ကြားလာခဲ့ရပါတယ်။ဒီလိုနဲ့ဝင်းရုပ်ပါရက်ဟာလွတ်တော်ကိုပြန်ရောက်တဲ့အခါမှာတော့ဘသူမှမျောလင့်မထားတဲ့ဆုံးဖြတ်ချက်တခုကိုချမှတ်လိုက်ပါတယ်။ဒါကတော့ဘယ်ဝင်ကြီး ဘယ်အမဲ့မှာဂျာမခံမနေဝေးလံခေါင်းတဲ့ဒေတာတွေကိုရမုံငွေတွေတိုက်ရိုက်ချပြီးပြီးတော့ရွာသားတွေကိုကိုယ်တိုင်စီမံပြုလုပ်ဖို့ကိုဆုံးဖြတ်ချက်ချလိုက်တာပဲဖြစ်ပါတယ်အခုဆုံးဖြတ်ချက်ဟာဂျာကအစိုးရပိုင်းဆိုင်ရာ လိန်စားလို့မရတဲ့အတွက်အားလုံးကအခုလိုရကိုကန့်ကွက်ကြပါတယ်ဒီသတင်းကနိုင်ငံအနှံ့ကိုပြန်သွားတဲ့အခါမှာတော့တနိုင်ငံလုံးကပြည်သူတွေကဝင်းကြီးချုပ်ဘာရီရဲ့လောက်ရက်ကိုထောက်ခံကြပါတယ်ဒီလိုအချိန်မျိုးမှာတော့ဝင်းကြီးချုပ်ရဲ့ဟာခွေကိုစောက်ပြီးတော့ယာရုကနေဖြုတ်ချဖို့ ပါတီခေါင်းဆောင်တနာကြီးနဲ့လွှတ်တော်အမတ်တွေကဆောင်းလင်းကြပါတယ်။အဲဒီအချိန်မှာတော့ပါရီနဲ့ဘာဆူမာတီတို့ကချစ်သူတွေဖြစ်လာခဲ့ပါတယ်။နာနာကြီးကလည်းဘာရီရဲ့ဟာခွက်ကိုဆောင်းလင်းသူပြီးပါရီနဲ့ဘာဆူမာတီတို့နေရာတရင်ကိုမဟုတ်မမှန်ပုံကြီးချက်ပြီးတော့ဖြန့်ဝင်လိုက်ပါတယ်။ဝင်းကြီးရုပ်ပါရီဟာအာနာကို အလွဲသုံးစားလုပ်ပြီးတော့သူနှင့်တဲ့တဲ့မိန်းကလေးကိုအစိုးရဌာနမှခန့်အပ်ထားတာဘာဆူမာတီကလည်းဝင်းကြီးချုပ်အဆောင်ရောင်တွေကိုမက်မောနေရဲဆိုပြီးတော့တည်င်းဌာနတွေကဖြန့်ဝင်တဲ့တရင်ကိုသိရတယ်။ ဘဆူမတီရဲ့ဖက်ကင်ရဲ့ရာရှိကတောင်ဝန်ကနေနှုတ်ထက်ပြီးတော့နေမြို့လေးမှာသွားနေဖို့လုပ်ပါတယ်။ဒီအကြောင်းလေးကိုသိရတဲ့အခါမှာတော့ဘာရလဲ။ဝင်းကြီးချုပ်ယာတုကနေနှုတ်ထွက်လိုက်ပါတယ်။ဝင်းကြီးနေရာကိုတော့နာနာကြီးကဝင်းရောက်တောင်ဝန်ယူပါတယ်။ဘာရတောင်အခုလိုပြဿနာကြောင့်နေမြို့လေးကိုသွားရောက်နေထိုင်ဖို့ထွက်လာကြတယ်။ဘဆူမတီတို့သားအဖအနောက်ကိုလိုက်ခဲ့ပြီးတော့ဖခင်ဖြစ်သူစီမှာဘဆူမတီကိုလက်ထပ်ဖို့ခွင့်တောင်းလိုက်ပါတယ်။ဒါပေမဲ့လေမတရားဆွဆွဲခံရတဲ့ဖခင်ကတော့လက်မခံခဲ့ပါဘူး။ ပါရလေအားလုံးကိုအယုံပြပြီးတော့အိန္ဒိယကနေလန်ဒန်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဂရိလက်ဆောင်မှုတွေများနေတဲ့သူတို့နိုင်ငံတွေပါရလိုလူတွေရှိနေဖို့လိုအပ်တယ်လို့မိတွေဖြစ်သူနဲ့သူရဲ့လူယုံတော်တွေကဝိုင်းဝန်းပြောဆိုကြပါတယ်။ပါရလေအတန်းကြာအောင်စဉ်းစားပြီးချိန်မှာတော့လန်ဒန်ကိုမပြန်တော့ဘဲနဲ့သူ့နိုင်ငံမှာနေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဝန်ကြီးချုပ်ပါရအောင်သတင်းစာရှင်းလင်းပွဲကိုလုပ်ခဲ့ပါတယ်။သူပြောသွားတာကတော့ဝန်ကြီးချုပ်ယာရုကိုစတင်ယူတဲ့အချိန်ကစလို့ အခုချိန်ထိသူလုံနိုင်ခဲ့တဲ့ကိစ္စမှန်သမျှကိုပြည်သူတွေကိုချပြခဲ့ပါတယ်။သို့သောဒီထက်အချိန်ရခဲ့ရင်ပြည်သူအကျိုးပြုလုပ်ငန်းများစွာကိုလှုပ်ဆောင်နိုင်တယ်လို့ပြောသွားခဲ့ပါတယ်။တက်ဆက်ထဲမှာပဲတာမန်ပြည်သူတယောက်ဖြစ်တဲ့ပါဆူမာတီလိုမိန်းကလေးကိုအခုလိုအရှက်မကြီးအကြောင်းစုံမသိပဲနဲ့ဝေဖန်ပြောဆိုနေတဲ့တဲ့တွင်သတင်းမီဒီယာတွေကိုလည်းပြောဆိုခဲ့ပါတယ်။ပါရီပေါက်ကွဲနေတဲ့သတင်းစာရှင်းလင်းပွဲကိုနိုင်ငံတော်ဝန်က2000ကျားနဲ့ပြည်သူတွေကလည်းနားလည်လာခဲ့ကြပါတယ်။ပြည်သူတွေကလည်း မိမိတို့တိုင်းနယ်မြို့နယ်အသီးသီးကလွတ်တော်အမဲဝင်ကြီးတွေကိုဘောရဲကိုပဲဝင်ကြီးရုပ်ပြန်လဲခန့်အပ်ဖို့နာနာကြီးကိုနှုတ်ထွက်ဖို့သူတို့မလိုလားတဲ့အကြောင်းတို့ကိုပြောပြီးတော့တောင်းဆိုကြပါတယ်။ဘောရဲကလည်းဖခင်မသိဆုံးခင်တရင်တော်တိောက်ပျောက်ဆုံးနေပြီးတော့အဲ့ဒီတရင်တော်ကိုလည်းအခုချိန်ထိပျောက်ဆုံးနေတယ်လို့သိကြရပါတယ်။အဲ့လိုနဲ့ပဲဘောရဲဟာပျောက်ဆုံးနေတဲ့တရင်တော်ကိုလိုက်ရှာပြီးတော့တွေ့ဆုံတဲ့အခါမှာတော့နာနာကြီးကသူ့ဖခင်ကိုတတ်တဲ့သူဆိုတာသိကြရပါတယ်။အဲ့ဒီနောက်မှာတော့နာနာကြီးကသူကောက်ကြည့်ထားတဲ့အကြောင်းတွေကို သိသွားတဲ့ဘားရဲနာကိုနောက်ရခံလိုက်လာပြီးတော့ဘားရဲကိုလှုပ်ကြံခိုင်းပါတယ်။ဘားရဲလည်းနနာကြီးလွတ်လပ်တဲ့လူမတွေကိုတဏျာကိုများခေါ်လာခဲ့ပါတယ်။ဒီလိုနဲ့သူများခေါ်လာတဲ့နေရာအရောက်မှာတော့တန်ချောင်းတွေနဲ့အင်္ဂရိငုံထားတဲ့လက်ကင်တို့ကိုရိုက်ချလိုက်ပါတယ်။နနာကြီးကလည်းနောက်ထပ်လူတွေကိုထပ်ပြီးတော့ဆေးလွတ်လိုက်ပါတယ်။ဘားရဲလည်းစုပြူပြီးတော့ရလာတဲ့လူတွေကိုစောင့်နေလိုက်ပါတယ်။ဘားရဲရဲ့နောက်ကနေရုပ်ရည်ပေါ်လာတဲ့ပြည်သူတွေကလည်းနနာကြီးလွတ်လပ်တဲ့လူအုပ်ကြီးကိုဝင်ရောက်တိုက်ခိုက်ကြပါတယ်။ဝင်းကြီးတို့ ပါရယ်အပြန်လန်းကူပြည်သူတွေကဝန်းရံပြီးတော့လိုက်ပါပို့ဆောင်ကြပါရယ်ပါရယ်လေပြန်ရောက်လာချိန်မှာတော့နနာကြီးစီကိုသွားခဲ့ပြီးတော့သူ့ဖေတည်ခဲ့တဲ့အဖြစ်မှန်ကိုသိသွားပြီဆိုတာကိုပြောပြလိုက်ပါရယ်နနာကြီးကလည်းသူလုတ်ခဲ့တဲ့လုပ်ရာတွေကိုပြည်သူတွေကိုမသိစေချင်တာကြောင့်သူ့အကြောင်းတွေကိုဖုံးကွယ်ထားပြီးဖို့နိုင်ငံရေးလောကတွေကနေလည်းအပြေးပိုင်းထွက်ခွာသွားမယ်လို့ပြောလိုက်ပါရယ်အမန်တရားကိုလူလာတဲ့ဘာရယ်ကတော့အဲ့ဒီအထောက်ထားအချက်လက်တွေကိုရဲဌာနကိုပေးပို့လိုက်ပြီလို့ပြောပါရယ်နောက်တစ်နေ့မှာတော့ဘာရယ်ဟာဒုတိယကြိမ် ဝန်ကြီးချုပ်နေရာကိုတာဝန်ထမ်းဆောင်ဖို့ကြံသစ္စာဆိုခဲ့ပါတယ်။နန္ဒာကြီးကတော့သူလုပ်ခဲ့တဲ့လုပ်ရာတွေကိုရေမဆန်ရဲတာကြောင့်လောကကြီးတကနေအပီးအပိုင်စွန့်ခွာသွားခဲ့ပါပြီ။အိမ်ထဲမှာတော့အဂရိလိုက်စားတဲ့နိုင်ငံရေးသမားတွေကိုလည်းဘာတွေကလိုက်လံဖမ်းဆီးခဲ့ပြီးတော့အပြစ်ဒဏ်အသေးသေးကိုချမှတ်လိုက်ပါတယ်။အားလုံးပြီးစီးတဲ့နောက်ပိုင်းမှာတော့ဘာတွေဟာချစ်သူရှိရာရွာလေးစီကိုရောက်သွားခဲ့ပါတယ်။ဒီတစ်ခါမှာတော့ဘာစုမာတီကိုနောက်ထပ်တစ်ကြိမ်လက်ထောက်ခွင့်တောင်းခဲ့လိုက်ပြီးတော့ ဇက်လန်လေးကလည်းအိမ်နေရာမှာပဲပြီးဆုံးသွားခဲ့ပါတယ်။အခုလိုမျိုးဇက်ကားလေးတွေကိုကြိုက်နေတဲ့တည်းဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ခေါင်းလေးကိုနှိပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။